ကဲတတိတိချက်မျိုးတွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ခုချိန်မှာကျွန်တော် short video လေးတော့တင်ပြီးပေါ့နော်မွေးကနန်းလေးပေးခဲ့တယ်အဲ့ဒီကနန်းလေးတစ်ခွက်ကိုကျွန်တော်မြန်မြန်လေးပြောပေးလိုက်မယ်နော်ဒါနဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အမျိုးတွေလိုက်ကြည့်လိုက်ကြပါနော်ကျွန်တော်ရည်ရွယ်ချက်ကများတို့ဒီတိုင်းရမ်းထိုးမှနဲ့စာရင်မူလေးကြည့်ပြီးမှထိုးတာတွေကပို့ပြီးတော့အဆင်ပြေရေပေါ့နော် ကြောင့်မို့ကျွန်တော်ကြည်ရတော့လေးကိုပြောပြမိပါနော်ဒီမူတော့ပြခဲ့တာရှိပါတယ်ဒါမဲ့အခုချိန်နေရာကွက်တီကိုက်နေတဲ့အတွက်ကျွန်တော်ပြန်ပြပေးလိုက်မယ်နော်ပြောပါဗျာခါတိုင်းလိုပဲကျွန်တော်တော့ပုံလူကွက်ရွှေအာတန်တဲ့အတွက်ပေါ့နော်ဒီမှာမြန်မြန်လေးပြောပေးလိုက်မယ်နော်ဒီ25ခွန်ဆိုရကနန်းလေးကဒီညာဘက်ကိုသွားလိုက်သွားပြီးတော့ဒီမှာ9ခွန်2ဆိုပြီးရိုက်ခဲ့တယ် အဲ့လိုပဲပေါ့နော်ဒီမှာပြအများကြီးပဲဒီမှာ6 4 1ဆိုတော့ကဏ္ဍငါးဒီမှာတွက်လိုက်တော့2 4 6 8 10 17ချိန်ရဲ့အပေါ်မှာ3ချိန်မြောက်မှာ1 4 6ဆိုပြီးရိုက်ခဲ့ပေါ့နော်အဲ့တိုင်းပဲဒီမှာ1 3ညာ8ဆိုတဲ့ဒီကဏ္ဍကညာဘက်ကိုသွားလိုက်သွားပြီးတော့1 3ညာ8ထဲရိုက်ခဲ့တာပေါ့နော်အဲ့လိုပဲဒီ8 5 6ကသွားသွားပြီးတော့8 5 6လို့ ဒဲရိုက်ခဲ့တာဗောနော်ဒီမှာဒဲတွေဒဲတွေပြီးရိုက်ခဲ့တယ်ဗျအဲ့လိုပဲဒီမှာခွန်တင်5ဆိုရယ်ကနန်းကဒီမှာ9တက်ခွန်လို့ရိုက်ခဲ့တယ်ဟုတ်ပြီအခုနောက်ဆုံးသူပေးသွားတဲ့မူဗောနော်ဒီမှာနင်းနစ်ခွန်303ခွန်ဗောနော်နင်းနစ်ခွန်303ခွန်ကိုအဲ့တိုင်းပဲဆက်သွားလိုက်မယ်ဆိုရင်ဒီမှာဘက်ကိုသွားကြည့်တော့ဒီမှာ နှစ်နှစ်ခွန်၃၃ညခွန်၃ည၃ခွန်ပေါ့နော်၃ည၃ခွန်လို့ရိုက်ခဲ့တာဗျရိုက်ခဲ့တာဒီကောင်ရိုက်တာကကျွန်တော်ပြန်လိုက်ကြည့်လိုက်တော့ပေါ့နော်ဒီမှာနှစ်နှစ်ခွန်လို့မရိုက်ခင်သူ့အထက်မှာအဲခွန်ခွန်၃ညခွန်ဆိုတော့အခွန်ခွန်အပူအခွားနဲ့ပထမရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့ဒီကနန်းလေးကြာဒီမှာလဲအဲ့တိုင်းပဲခွန်အပူခွားနဲ့ နှစ်နှစ်ခွန်လို့ကြပေးရပေါ့နော်နှစ်နှစ်ခွန်လို့ကြပေးတော့ခွန်အပူခွာလာပြီးရင်ဒီကဏ္ဍရိုက်တယ်ပေါ့ဗျာဒီမှာလဲခွန်ပါတဲ့အပူခွာပြပြီးရင်နှစ်နှစ်နှစ်ခွန်ရိုက်တယ်ရိုက်တယ်ဆိုတော့သူ့ရဲ့ဘယ်ဘက်အောင်ဆောင်ကိုကြည်လိုက်တော့ဒီမှာရှစ်ထိတ်ရှစ်ထိတ်ရဲ့အပေါ်မှာဆိုရင်ရှစ်ငါးပါတယ်ပြီးတော့ဒီမှာငါးခါငါးခါရှစ်ငါးရယ်ရှစ်ထိတ် ငါးခါရှင်ငါးရွယ်ရှစ်ထိတ်ပေါ့နော်ငါးခါရှင်ငါးရွယ်ရှစ်ထိတ်နဲ့နှစ်နှစ်ခွန်လို့တက်ရိုက်လာပေါက်တာပေါ့နော်အဲ့မူကတခါဒီမှာလဲအဲ့တိုင်းပဲဗျာဒီမှာငါးခါရှင်ငါးရွယ်ရှစ်ထိတ်ကျွန်တော်ပြတာရှင်းတော့ရှင်းလောက်မယ်ထင်တယ်ပေါ့နော်တနေ့ဝါသနာပါတဲ့သူတွေတွေပေါ့နော်ငါးခါဟမ်ငါးခါရှင်ငါးရွယ်ရှစ်ထိတ်ရှစ်ထိတ်ဆိုပြီးတော့အပေါ်မှာနှစ်နှစ်ခွန်လို့ကြာပေးအပေါ်မှာလဲခန်းနေတာက ွန်ခွန်ခွန်လွဲပေါ့နော်ဒီမှာလဲငါးခါရှင်ငါရွယ်ရှစ်ထိန်နဲ့ဒီမှာနှစ်နှစ်ခွန်လို့လာရိုက်ပြရပေါ့နော်ဟုတ်ပြီအဲ့တော့ဗျာတိုင်ကြည့်လိုက်တော့ဒီချိန်မှာကြာမဲ့ကဏ္ဍကိုကျွန်တော်ကလိုချင်တာပေါ့နော်ဒီ7ချိန်ပေါ့နော်7ချိန်မှာကြာမဲ့ကဏ္ဍ7ချိန်မှာကြာမဲ့ကဏ္ဍဆိုတော့စောစောလိုပဲကျွန်တော်တို့ ပြန်ပြီးတော့ပုံတူကွက်ရွှေ့အရာကြည့်မယ်ဆိုရင်ဗျာဒီကနေပဲမြင်တောင်ကြည့်လိုက်ပါနော်ဒီနောက်ဆုံးပေးခဲ့တဲ့ဖိုင်နယ်ကတ်ကတ်နေ1 2 3 4 5ဒီ2025အနေအစင်းပြီးတော့2 4 6ကြိမ်မြောက်ပေါ့နော်6ကြိမ်မြောက်ကိုကြည့်လိုက်တော့ဒီမှာ1,2,3,4,5,5နေဒီမှာပြန်ကြည့်လိုက်တော့2,4,6ကြိမ်မြောက်မှာဒီကနန်းလေးတွေ့ရပါတော့ အဲ့တော့ဒီကဏ္ဍလေးကိုဒီတိုင်းပေးသွားလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးဗျတကယ်လို့ကြာမယ်ဆိုရင်ပေါ့နော်မကြဘူးဆိုရင်တော့လည်းမတက်နိုင်ဘူးပေါ့ဗျမွေးကဏ္ဍလေးကျွန်တော်ပေးခဲ့တော့ဒီကဏ္ဍလေးကတော်တော်လေးကောင်းနေလို့ဗျချားလိုက်တော့နော်မြန်မြန်ပြောသေးမယ် तू မကြခင်မှာဒီမှာ၃ထိတ်၃ထိတ်ထိတ်တူထိတ်ရိုက်ပြီးတော့အပိတ်မှာ၃အပိတ်နဲ့ပေါ့နော်၃အပိတ်အောက်မှာ၈ခါရှေ့မှာ၃ရှစ်တွဲပေါ့နော်၃ပိတ်၈ခါ 3ပိတ်3ထိပ်3ထိပ်ကြပြီးဒီကနန်းလေးလာတာပေါ့နော်ဒီဘက်မှာကြီးလိုက်တော့လေအဲ့မူတိုင်းသိပ်မထူးဗျဒီမှာ5ထိပ်5ထိပ်3အပိတ်ရှစ်ခါရှစ်မှာ3ရှစ်တွဲပေါ့နော်3ရှစ်တွဲဒီတိုင်းပြောင်းပြန်ပြန်ကြည့်မယ်ဆိုရင်တော့ဒီမှာဗျာ3ပိတ်ရှစ်ခါ3အပိတ်ဒီမှာ၅ထိပ်၅ထိပ်၅ထိပ်နဲ့ဒီမှာလည်း၅ထိပ်ဆိုပြီးတော့ရိုက်ခဲ့မယ်ဆိုရင် 9300ခွန်လို့ပေါ့နော်ထိုးရမှာပေါ့နော်9300ခွန်ပေါ့ဗျာအထိုင်ကတော့ကျွန်တော်ပေးခဲ့တဲ့ဟုတ်ကလည်းမွေကနန်းကို9300ခွန်ဆိုပြီးတဲပေးခဲ့တာဒါပေမဲ့အထိုင်ဒီအတွဲဒီရရတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာနော်ကျွန်တော်အမျော်ကြီးထိုးရအောင်လို့ပါရှင်းတော့ရှင်းမယ်လို့ထင်ပါတယ်နော်ကျွန်တော်ပြတယ်ဒီမှာဒီကနန်းလေးမလာခင်မှာဒီမှာ sorry ပြဝါးဝါးသွားထိတ်တူထိတ်ရိုက်တယ်သူ့ရဲ့ဘဲဘဲအောက်ဆိုင်မှာ3ပိတ်3ပိတ်ရဲ့အောက်မှာ6ခါရှေ့မှာ 3ပိတ်3ပိတ်ရှ िख ာ3ပိတ်အဲဒီမှာ3ထိပ်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 ကတော့ထိပ်တူထိပ်ရိုက်ပြီးတော့ဒီကနန်းလေးပေါက်တယ်ပေါ့ဗျာတခါဒီအပေါ်မှာကြီးလိုက်မှဆိုလဲ9ပိတ်3ပိတ်နဲ့ကွာလေးကွာလေးကနေဒီဘက်ဆင်းပြီးတော့ဒီကနန်းပေါ့ဗျာအဲ့တိုင်းပဲဒီမှာ3ပိတ်ရှ िख ာ3ပိတ်ထိပ်တူထိပ်ပေါ့ဗျာဟိုလိုကြည့်မယ်ဆိုရင်တော့ထိပ်တူထိပ်ရိုက်တာပေါ့ဟိုဘက်မှာဆိုရင်တော့ ုံးထိတ်သုံးထိတ်နဲ့ဟိုဒီလိုမြင်မြင်တောင်ကြည့်လိုက်မယ်ဆိုရင်တော့เนาะရှင်ကြည့်လို့ရအောင်ပေါ့တခါဒီမှာလဲကိုအပိတ်သုံးအပိတ်နဲ့กว่า၄ပေါ့เนาะကြာပြီးတော့ငါးတုံညာခွန်ဆိုကနန်းလေးပေါ့เนาะကြိုက်တယ်ဆိုရင်ထိုးလို့ရအောင်လို့ပါငါးတုံညာခွန်ဆိုဆိုကနန်းလေးဘာလို့ထိုးတင်တာလဲဆိုရင်ကျွန်တော်ပြမယ်ဗျာဒီ၃၅နှစ်ဆိုရယ်ကနန်းလေးကြာခဲ့တာ၄နှစ်ရှိရယ်ပေါ့เนาะ ဟို69ခုနှစ်မှာဒီမှာရခဲ့ဒါတော့ထားလိုက်တော့ဗောနော်ဒါနည်းနည်းမပြောတော့မှာဗျာဒီမှာအချိန်နဲ့နောက်ကျနေဗောနော်3နှစ်3နှစ်ဆိုတော့ကနန်းလေးဒီမှာဒီကနန်းထွက်ပြီးတော့ဒီကနန်းထွက်တယ်ထွက်တာ8နှစ်က1ချိန်ဗျာ1ချိန်ကြပြီးတော့8နှစ်ကကနန်းကို1ချိန်နဲ့ပြန်ပေါက်ပြရဗောနော်အဲ့လိုပဲ2021ရဲ့23ချိန်မှာလဲ3နှစ်ပတ်လဲကြာကြာတာလေးက နောက်တစ်ကြိမ်မှာ3968ဆိုတဲ့ဒီကဏန်းလေးက8နှစ်ကကဏန်းကိုဝန်ကြီးပြန်ကြပေးရပါဘောနော်အဲ့လိုသာပြန်ကြပေးမယ်ဆိုရင်ဒီကြိမ်မှာလည်း934ဆိုတဲ့ကဏန်းကဝန်ကြီးပြန်ကြနိုင်တော့အခုပြောတဲ့939နဲ့ကိုက်နေရပေါ့နော်ကျွန်တော်မျိုးလေးကြိုက်လို့ရှိရင်ပေါ့အဲ့ဒီမွေကဏန်းဘယ်လိုလာတယ်ဆိုရဲမူကိုလည်းကျွန်တော်လင်လေးတွဲပြီးတော့ထပ်ပို့ပေးမယ်နော်โอเคအားလုံးပဲကျမ်းမာရေးယူဆိုင်ကြပါနော်ကျေးဇူးတင်ပါတယ်